ိုင်းကမ္ဘောဒီးယားအပြည့်ရရေသဘောတူညီမှုကိုထွန့်ချီကျူမလေးရှားနိုင်ငံကွာလာလံပူမြို့မှာကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အောက်တိုဘာ26နေ့မှာရောက်ရှိလာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကာလာကြာရှိနေဆက်ပိုင်ဆိုင်မှုအငင်းပွားနေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကြားချုပ်ဆိုတဲ့ငြိမ်းချမ်းရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကိုကြီးကြပ်ပေးခဲ့ပြီးတော့ထရန့်ကိုယ်တိုင်လက်မှတ်ရေးကတမိုင်းဝင်သဘောတူညီချက်လို့ချီးကျူးပြောကြားလိုက်တာကိုရိုင်တာသတင်းမှာဖော်ပြထားပါတယ်။ သမနာထရရဲ့ကုံသွေးပြားပေးမှုတွေကြောင့်ပြီးခဲ့တဲ့ဇူလိုင်လနောက်ပိုင်းမှာအပြစ်ခတ်ရဲစဲရေးဖြစ်မြောက်ခဲ့ပြီးဒီပဏိပကကြောင့်လူ20ကျော်သေဆုံးခဲ့ရတဲ့9ရက်ကြာတိုက်ခိုက်မှုတွေကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်ထိုင်းကမ္ဘောဒီးယားအပြစ်ခတ်ရဲစဲရေးသဘောတူညီချက်အပြီးအမေရိကန်ပြည်ထောင်စုနဲ့ထိုင်းနိုင်ငံအမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။မလေးရှားမှာရှိနေစဉ်ထရန့်ကအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။ ်ထရန့်ကတပတ်ကြာအရေးပါတဲ့ခီးစဉ်ဖြစ်အာရှကိုထွက်လာတာဖြစ်ပြီးတော့အမေရိကန်ရဲ့အတိတ်ကမဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံဝန်ကြီးချုပ်တင်နဲ့တွေ့ဆုံမှာဖြစ်ပါတယ်အဲ့နောက် APEC အစည်းအဝေးအတွက်တောင်ကိုရီးယားကိုခီးဆက်ကအရင်မှတရုတ်သမ္မတရွှေချင်းဖြစ်နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။